ရွေးဦးမိသားစုပေါင်းတို့ရေအားလုံးပဲမင်္ဂလာပါနော်ရွေးဦး family channel လေးကနေလည်းပြန်လေးကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာတော့ဆရာကျော်များတန်းရေးသားထားတဲ့ထောင်တို့အဝင် ထောင်မအထွဲ့ဝိတုစာအုပ်လေးကိုဇက်သိမ်းမိုင်းအနေဖြင့်ဆက်လက်ပြီးတော့မျှဝေပပြတင်ဆက်ပေးသွားမှာမို့အားလုံးပဲလိုက်ပါလို့နာတော်တာစင်ခံစားပေးကြပါအောင်ရှင်အခန်း25 စီရင်ချက်ချမီရဲ့ကိုဆောင်ရင်ဥလုံးဝေစိတ်အစင်မှာလှုပ်ရှားတခါတည်ငြိမ်တလဲဖြင့်ပေါင်ပင်ခံနေသည် ကမ္မထမ်းဘာဝနာစီဖြန်းရင်လှုပ်ရှားနေသော စိတ်အစင်ကိုငြိမ်အောင်ကြိုးစားကောင်းမှ စိတ်အစင်မှာပို၍ပြန်လွင်နေသည်ထိမ့်သိမ့်ချင်းကမစွမ်းသာအောင်ဖြစ်နေသည်ဥလုံးဝေမှာစေရောက်ရဲ့ခံနေတော့လဲလူကောင်းမှုရောက်ရဲ့ခံရမရပြီထောင်ဆိုဒီမှာစိတ်လှုပ်ရှားခွင့်ရတော့လဲကိုလှုပ်ရှားခွင့်မရတော့နေရပါသည် တော်စိန်မမမမူစိတ်လဲရောက်ရည်ရောက်ရဲ့ဖြစ်နေသည်လူလဲရောက်ရဲ့ခတ်နေသည်ဝိဖြူပုဂ္ဂိုလ်ကြီးညွန်ကြားသမျှကိုမရက်မနာတလက်လေသည်သို့လုံနေရသလိုဟိုလူစီပြေးရဒီလူစီပြောရနဲ့အကူညီရနိုင်မည်ထင်သမျှပုဂ္ဂိုလ်များစီတို့လဲမရောက်မရှိအောင်တွားခဲ့ရသေး၏ စီရင်ချက်မှာတားဖြစ်သူအတွေ့တည်ရှင်ရေးတမျှအရေးကြီးနေသဖြင့်ဒေါ်စိန်မမမအသက်ရွယ်နေမလိုက်အောင် မော်ဒီပန်းဒီဟုသဘောမမူနိုင်ရှာပဲအချိန်နဲ့မျှလှုပ်ရှားခဲ့ရပေသည်ကာဒစီနှင့်ပြေးလွှားနေရသည်မှာတနေကုန်တနေကန်တည့်ရလဲမဟုတ်နေရလဲမဟုတ်နေရှိတဲ့ရွေးလှောက်ခဲ့ရပေသည်အဲ့ချိန်သို့ရောက်သည့်အတိုင်းစိတ်ကိုအနာပေးနိုင်သည့်အထိတောကပြပါရာများနှင့်လုံထွေးနေခဲ့၏မိဘမြတ်တာကကြီးမာလွန်လာပြီစွာ ဦးလုံးဝေက သူ၏မမီး အပြင်မှဘလောက်များရောက်ရက်ခက်လှူရှားနေမိကိုမန်းဆကြည့်မိသည့်အခါသူ၏စိတ်ကိုဘလို့မှတည်ငြိမ်အောင်ထိန်၍မရတော့ပေအတွေ့များသည်တစ်ထက်ပြေးတစ်ထက်ပိုပြီနေခဲ့၏စင်ကြချမိနေမှလဲတနေ့တနေ့နီကက်လာပေပြီရုံထွက်ရဲ့မတိုင်မီနှစ်ရက်ကစိတ်ထိခိုက်စရာဖြစ်ရတဲ့ကူကို အမှတ်မတင်တွေ့လိုက်ရ၏ ထိုနေ့မနက်ပိုင်းတွင်အသက်20လောက်သားရှိသောမိလူငယ်လေးတစ်ယောက်ကိုအကျဉ်းသားနှစ်ယောက်ကတွေ့ခေါ်လာ၏။လူငယ်ကလေး၏မျက်နှာမှာရှုံ့မနေသည့်သူ့လက်တစ်ဖက်ကဝတ်ထားသောလုံချီကိုအပေါ်သို့မတင်ထားပြီးလက်တစ်ဖက်က တွဲခေါ်လာသူ၏တဦး၏ပခုံးကိုဖိကိုင်ထား၏။တွဲခေါ်လာသူများကြားထဲမှအာခဲ၍ရှောင်နေရသည့်ဟန်မှာအဝေးကပင်မြင်သာအောင် အထင်းသာပေါ်လွင်နေပေသည်။ စေယုံပေါ်တဲ့ဝရန်တာတွင်ရက်နေသူဦးလုံးဝေး၏မျက်လုံးအစုံမှလူငယ်လေးစီသို့ကြောက်ရွားခဲ့၏တဖြည်းဖြည်းသူရက်နေသောနေရာနှင့်နီလာသည်နှင့်အမျှစူးစူးဆိုက်ဆိုက်ကလေးကြီးလိုက်မိ၏ဦးလုံးဝေးမှာစေယုံအပေါ်တက်ကလမ်းကြီးနေရာမှအောက်ထပ်သို့ဆင်းလာခဲ့၏ကောင်းလေးကိုလုံးကိုယ်ထဲမှာပိန်သည်ဟုမဆိုတော့လဲဝဝဖြူဖြူတော့မရှိပေသူ၏မျက်နှာလေးမှာတွေ့ချနေသည်ပြိုမြင့်နုနယ်ရိပ်မှမူကောင်းလေး၏မျက်နှာပေါ်တွင်တင်းတင်းလင်းလင်းပေါ်လွင်နေသည် ။ဦးလုံးဝေမျိုးလုံးများမှာကောင်းလေးဤတင်မစီတို့ရောက်သွားရာသူ၏မျိုးလုံးများမှာဖြူကျဲသွားရသည်။အံအောရိတ်မှလည်းမျက်နှာပေါ်တွင် လက်ကနေထင်သွားသည်။တင်မပေါ်တွင် ကလန့်ဖြတ်ထင်နေသောတပြေသည်မဲ့ရောင်အရှိုးကြီးများမှာတခုပေါ်တခုထက်လျက်ဖူထာနေသည်ကောင်းလီမှာဝတ်ထားသောလုံကြီးနှင့်တပြေသည့်မဲ့အောင်အရှိုးကြီးကိုမထိအောင်လုံကြီးကိုတင်မတစ်ခုလုံးပေါ်သည့်အထိမတင်ထားရ၏ ကောင်းလေးမျက်နှာမှာရှုံမဲ့နေုံမကပါးစံမလေးတရှိရှိတရှင်ရှင်အတန်များထွက်နေသည် သူခံစားနေရသောဝေဒနာမြည်များပြင်းထန်ကြောင်းသူ၏မျက်နှာရိပ်တွင်တိတိပပထင်ရနေသည်ဦးလုံးဝေးမှာကောင်းလေးကိုကြည့်၍သူ၏ခေါင်ကိုအသာအရာရမ်းလိုက်မိရင်စေးရုံပါရာကို အဖြစ်ဖြစ်လှမ်းမိလိုက်၏ကျိန်တန်ရိုက်ခံရတဲ့ကောင်းလေးပါဗျာ तू ကခုံမှုနဲ့ကျိန်တန်အချက်30အရိုက်ခံရတာပါ ။အိုးဖြစ်မှဖြစ်ရလိဗျာ။စီကန်းထဲမှာပါးစီများထိလိုက်သည်မသိဆူဆူဝါဝါအော်ဟစ်တန်ထွက်လာသည်။ဦးလုံးဝေသည်စက်မကြည့်လို့တော့သောကြောင့်စီးရုံပေါ်တဲ့သူပြန်တက်ခဲ့သည်။မင်္ဂလာနဲ့မပြေဝါသောနနေ့ခင်မှာတကားနီးလေကြောင့်မှကျိန်တန်ရိုက်ပုံရိုင်ကြီးကိုမေ့ကြည့်ခဲ့ရသည်။တရားရုံးကကျိန်တန်ချမှတ်အပြစ်ပေးခံရသူအားနောက်နေမနေ့တွင်ကျိန်တန်ရရ၏။ ကျင်းနံရရမိနေရာတွင်ထောင်မှုကျင်းတဲ့ကထောင်ဆရာဝန်ထောင်ဝါရများအသင်ရှိနေရသည်ကျင်းတဲ့အရိုက်ခံရမည်သူကိုခေါ်လာသည့်အခါသူ၏ကိုယ်ပေါ်မှအဝိဇ္ဇာများကိုချွတ်၍ထောင်ဆရာဝန်ကစစ်ဆေးရ၏။ယင်းသို့စစ်ဆေးပြီးရိုက်နိုင်ကြောင်းအချက်ပြလိုက်သည်နှင့်သုံးချောင်းတော့ဆင်မှာပကြီးဆရာများပကြီးဆွဲရာတွင်အသုံးပြုသည့်ဆင်းနှင်းတူပေသည်။ တောင်းစီအောက်ခြေတပေကန်အမြင်တွင် ရှိသောခြေနင်းများပေါ်သို့ကျိန်တန်အရိုက်ခံရမည်သူကိုတင်လိုက်၏ခြေနင်းဘက်ကိုကားထားရပြီးလက်နှစ်ဖက်က အပေါ်ကိုမြောက်၍တောင်းစီနှင်းကတ်ထားရ၏ခြေတောင်းနှင့်လက်များကိုခြေထိတ်လက်ထိတ်ခတ်လိုက်သောအခါတောင်းစီပေါ်မှကျိန်ရိုက်ခံရမည်သူမှာလုံးဝလှုပ်ရှား၍မရတော့ပေအလျာတလန်ကန့်ရှည်၍လက်ညူသာသာကန့်အလုံးရှိသောကျိန်လုံးများမှအစင်သည်ကျိန်ရိုက်မည်သူများကကျိန်တစ်ချောင်းစီကိုယူ၍ အလျောင်းနှစ်ဖက်မှကိုင်းပြီးအကွေးဆန်းဆန်းချီစံတက်ကြည့်ပြီးမှ လေတွေတွင်ဝေကဝင်ကတွှွှွှွှွှမြီအောင်ကျင်းရေးပြနေကြ၏တောင်းစင်ပေါ်ရင်ရှိနေသူမှာရွှေကနေရွှေကနေအတန်ကို ကြာယုံနဲ့အသားရီတစက်စက်တုံနေသည်ထောင်ဆရာဝန်နှင့်အတူပါလာသောပါရာကစိမ့်ဤစိမ့်ထားသည့်ပိတ်စိမ်ပါလေးကိုကျင်ရိုက်ခံရမည်သူဤတင်မပေါ်သို့ကပ်ပြီးခါတွင်ကျိုးနှင်းချပေးလိုက်၏ ြင်ဆင်မှုပြီးပြီးရိုက်တော်မီချိန်ရိုက်မီသူနှစ်ယောက်ကဘဲတယောက်ညာတယောက်ရက်၍ချိန်လုံးကြီးများကိုအားပါပါစုတ်ကိုင်းလေးရဲ့ဆရာဝန်ကိုလှမ်းကြည့်လိုက်၏ဆရာဝန်ကသူ၏လက်ပတ်နာရီကိုကြည့်ပြီးလက်မြောင်းလိုက်သည်နှင့်တရွှန်ရွှန်အတန်းများထွက်လာ၏ဘဲတစ်ချက်ညာတစ်ချက်မမှန်ကြီးရိုက်နေအားချိန်တန်နှင့်တထက်ထဲအမေလေးပြအဖလေးပြအတန်းမှာမရက်မနာထွက်လာတော့၏ တရွှန်ရွှန်နဲ့ဖြန်ကနေဖြန်ကနေထွက်ပေါ်နေသောဂျိန်တန်ကအချက်မမှန်ထွက်ပေါ်နေတော့လေ။အော်တန်မမူကြေယာမတို့၍တဖြည်းဖြည်းတင်ဝင်သွားတော့၏။ရိုက်စားကကြောခါတင်တို့မှဂျိန်ချက်နဲ့အတူတွတ်နေလိန်ကနေဖြစ်နေတော့လေ။ဂျိန်ချက်အကြများလာသောအခါတွန်အားလိန်အားမရှိတော့ပေ။ချင်းရရက်လိုက်တဲ့နဲ့အနားရင်ရှင်နေသောအကျဉ်းသားများက ချိန်ရိုက်ခံရသူအားထောက်စင်ပေါ်မှာတွဲချပေးခဲ့ရာချိန်ရိုက်ခံရသူမှာကိုအားနှင့်ကိုရက်တရံမတန်းနိုင်တော့ပေ တွဲထားသူများကြားတွင်ပျော်ကွင်းနေသည်တင်ပါတဝိုက်မှာတဆက်ဆက်တုံနေသည်ချိန်ရိုက်သည့်နေရာတွင်လည်းအကြံအဖန်ရှိပြန်သည်ပတ်ဆက်ပေးထားရင်ချိန်ရိုက်သူကချိန်လုံးကိုလင်းလက်ငါးချောင်းနှင့်ဆုပ်ထားတော့လဲရိုက်သည့်အခါတွင်လက်ချောင်းများကိုတစ်ချောင်းလွတ်နှစ်ချောင်းလွတ်လွတ်ပြီးမှရိုက်သည် လက်ချောင်းများလို့ရိုက်သဖြင့်ရိုင်ဟန်ပြင်တော်လဲရိုက်အားမမှုမဖြစ်ထန်တော့ပြီတချောင်းလို့လင်းတစိသုံးချောင်းလို့ပေးနိုင်တဲ့အနေငယ်နာကျင်အောင်မှတပါခံရမိမဆိုးတော့ပြီယခုခါရဲမူလူလူချင်းညှဉ်းပန်းနှိမ့်ဆက်သည့်ချိန်တန်းစနစ်ကို လုံးဝဖျက်သိမ်းခဲ့ပေးပြီတည်း ကိုကာယနှင့်စိတ်ဓာတ်ကိုပါထိခိုက်စေုံမကလူသိခါကိုပါအခြေအခြေထိခိုက်စေသည့်စနစ်ကိုဖျက်သိမ်းလိုက်သည်မှာလူကိုလူလိုမြင်ရမည်ဆိုသည့်သဘောကိုစောင့်သည်ဟုဆိုရမည်ပင်ဖြစ်ပေသည်။ဦးလုံးဝေမှာချိန်တန်ရိုက်ပုံကိုနားထောင်ပြီးရှင်းခုံသွားရသည်။တင်ပါတဆက်ဆက်တုံသွားရသည်။တကိုယ်လုံးတစ်ဖြန်ဖြန်ချက်သည့်ဝင်ញင်းထသွားရသည်။အသက်တရားမနေရတော့လေအမှုတရားတွေ့ရသည်ဟူသောပမာစကားမှာမှန်လာပြီးဟူစင်ကျင်လိုက်မိ၏ ကောင်းလေးတွေစိတ်မကောင်းဖြစ်ရသလိုသူ့အကြောင်းကိုပြန်ပြောင်းစဉ်းကျင်လိုက်သောအခါယုံထွေရမီနီညာကအေးအေးမောဝါသဖြင့်မနဲ့အစောကြီးထား၍ရေချိုးလိုက်ရသည် စိတ်ရောကိုယ်ပါခါတိုင်းလိုမလန့်စမ်းထုံထိုင်းလေးဖြစ်နေသည်အင်းကပို့သောအပေါ်အင်းကြီးကိုဝေလိုက်သောအခါဘဲဘဲညာဘဲအိမ်များတွင်ပစ္စည်းစုံတွေ့ရသည်တို့အထဲမှာထူးထူးဆန်းဆန်းမိမဆင်ញယ်လေးများပင်ပါသေးသည်ဘာရီမှန်တော့မသိ သူ့အတိုင်းရှိပါစေဟုထားလိုက်ရသည်။ရုံထွက်ကအကောနောက်ကြသောကြောင့်ဦးလုံးဝေရုံကန်တဲ့ရောက်သည့်အခါရုံကန်တဲ့၌လူအတော်လေးဆုံဆုံလင်းလင်းရောက်နေကြသည်ကိုတွေ့လိုက်ရ၏။သူ၏မိခင်ကြီးမှမြက်တွင်ချ၍ပါနဖက်မှတိတိတသာပင်သွေးချနေသည်။ရတလေးပေါင်တာနှင့် ရှယ်နယ်ရေမွေးနှံမှတင်းပြန့်ပြန့်ထွက်နေသည်။မေးတဲ့စင်မှာ နိုင်လွန်အဖြူပေါ်တွင် အစိမ့်ပွင့်ကလေးများရပ်ပေါ်ထားသည့်အင်ဂျီလက်ရှိ ဒေါမီကွက်များပေါ်ထားသည့်ကန့်လန့်စဉ်အစိမ်းရောင်အင်းလေးလုံးကြီးကိုဝတ်ထား၏။သူမကောင်ပေါ်မှစပယ်ပြူပွင့်လေးများမှလှုပ်လီလှုပ်လဲရှိနေသည်။စကားတပြောပြောနှင့်ရှိနေချင်းနှစ်ယောက်အတူတွဲဝင်လာ၏။မကြမီတရားသူကြီးကလည်းတရားခွင်ပေါ်သို့ရောက်လာသည်။တခန့်လုံးငြိမ်သက်တိတ်ဆိတ်နေသည်။တရားသူကြီးမင်းဤမတူမကျဲအတန်းမှာတည်ငြိမ်သည်အိန္ဒြေယသည် တရားသူကြီးမှတစ်ခါတစ်ခါတွင်ရှင်နေကြီးများအားလမ်းကြည့်ုံမှတစ်ပါးသူ၏မျက်လုံးအစုံမှဇပွဲပေါ်ရှိစာရွက်များပေါ်တွင်သာ ပြန့်ကျင်းနေသည်ဥပမာအချက်အလက်များအကိုအကားစီရင်ထုံးများတက်တည်ထွက်ချက်အပေါ်အယူဆများကိုဖတ်ကြားဖော်ပြပြီးနောက်စီရင်ချက်ဖတ်ကြားရာတွင် သူ၏အတန်ကို အနေငယ်မြင်တင်လိုက်သည်ဤအမှုကို အဖက်ဖက်မှ တောင်းအမျိုးမျိုးမှတုံသက်ကြည့်ရှုခဲ့ရာတွင်ဒီဟာတန်တရားဖြစ်စရာ အချက်အလက်မြောက်များစွာကို တွေ့ရှိခဲ့ရပေသည် အထက်တွင် ဖော်ပြခဲ့သောတန်တရားအကြောင်းဆက်များကို ရုံးတော်ရှိမောက်တွင်ရောက်ရှိနေသောတရားခန်းဦးလုံးဝေသည်အခင်းဖြစ်မှုကိုကျူးလွန်သူဟုမဖော်ညွှန်းနိုင်သလိုမကျူးလွန်ပါဟုလည်းမဆိုသာအောင်ရှိနေသည် အမှုဖြစ်အခြေအနေနှင့်တသက်တည်များ၏ထွက်ဆိုချက်များမှာတန်တရားဝင်ကဘာတဲတွင်သာခြားခြားလည်နေသည်ကျွန်ုပ်အထင်ရှားတွေ့ရှိခဲ့ရသည်မိတို့ပင်ဖြစ်စီ တန်တရာအကျိုးဆက်ကိုတရားခံဖြစ်သူအားခံစားပိုင်ခွင့်ပေးရမည်သာဖြစ်ပေသည်ထို့ကြောင့်ကျွန်ုပ်သည် အဖဥပဝေတာတရားခံဦးလွန်ဝေအားရာဇဝတ်ကြီးပုံမှန်300နှစ်1အရာဆွဲဆိုထားသော အမှုမှ တရားရှင်လွှတ်ကြောင်းစီရင်ချက်ချလိုက်သည်တရားသူကြီးကစီရင်ချက်ကိုဖတ်ကြားပြီးတရားခွင်ပေါ်မှဆင်းသွားသည်ဦးလွန်ဝေမှတရားခွင်ပေါ်မှဆင်းသွားသော တရားသူကြီးကိုမလုံးမရှဲချီနေသည် တော်စိန်မမမစိတ်နှကကြီးတုံခအောင်လှုပ်ရမ်းရင်းသားဖြစ်သူအနာသူရောက်လာသည်မိသည်စဉ်ယုံကန်တဲ့မှဖေချိန်ထွက်သွားလိုက်သည်ကိုမိသူမတတိမထားမိလိုက်ပြီဥက္ကမောင်တန်းကတပတ်သောရှင်နေကြီးထံသွားရောက်၍အယုသေးပြုလိုက်၏တဖက်သောရှင်နေကြီးကဥက္ကမောင်တန်း၏ပခုံးကိုပုံလျက်တရားခွင်ခံမတဲ့တွင်ရှင်နေကြသူများ၏မျက်နာပေါ်၌အပြုံရိပ်များဖြတ်တန်းပြေးလာလျက်ရှိကြ၏ အထူးသဖြင့်ဒေါ်စိန်မမ၏အပြုံးမှာပို၍ဝင့်တဲ့ထင်ပါလျက်ရှိနေသည်ဤတရခွင်ခံမာရီတို့ဒေါ်စိန်မမရောက်ခဲ့သောအခါပေါင်းမှာမရေမတွန်းနိုင်ခဲ့ပြီထိုနေ့ကအပြုံးရိပ်များမှာမူသူမ၏မျက်နှာပေါ်တွင်တခါဘူးမြမထင်ရခဲ့ပါလိတားဖြစ်သူကိုထောင်ထဲမှဆွဲထုတ်ရေးအတွက်သူမ၏ကျိုးပန်းချက်မှာအရာထင်ခဲ့ပြီးဟုဆိုရခြင်းမိသား ဒေါ်စိန်မမနီတူတရခွင်ခံမာရဲတွင် ရှိနေကြသူများဤမျက်နာပေါ်တွင် အပြုံရင်များဖြတ်တန်လှရှားလျက်ရှိတော်လဲဦးလုံးဝီမျက်နာပေါ်တွင်အပြုံရင်များမြူဝင်လာခြင်းမရှိပေအောင်းနိုင်သူဤဟန်ဝင့်ခြင်းမျိုးလဲအရေးမထင်ခဲ့ပေဦးလုံးဝီအမူယာမှာတည်ငြိမ်လုံးနေသည်အိန္ဒြေရာလုံးသည်ဟုဆိုရမည်လားသို့မဟုတ်တည်တင်ကရဲ့အချိန်ကလေးအတွင်းတည်တည်လဲလွတ်မေ့မူနေသည်ဟုဆိုရမည်လားမသိ ။ဦးလုံးဝေကြီးလဲတိုင်းမှာလှုပ်ရှားလာခြင်းမရှိသလိုမိသူကိုမှလည်းမကြည့်ပဲတရားသူကြီးမင်းထိုင်သွားသောကလထိုင်မင်းမြင့်ကြီးစီတို့သာသူ၏မျက်လုံးများဆူရောင်နေခဲ့၏။မိခင်ဖြစ်သူတော်စိန်မမမတားဖြစ်သူ၏အမိုးရကိုကြည်၍အာမလို့အာမရဟန်တက်ပြင်းတက်တဲ့ချားလိုက်သည်ဦးလုံးဝေမျက်လုံးများမှာယူဝင်နေသည်အကောင်အဆိုးမဝေခွဲထက်သည့်ခလင်းငယ်တအူပမာသို့သောအမိုးရမျိုးထင်နေသည်တို့ရှိခြင်း၏ တားပြစ်သူထိုင်နေရာကလထိုင်စီတို့ရှောက်သွားသောဒေါ်စိန်မမဤဟန်ပန်းမှာ ပော့ပါသွက်လက်လွန်နေသည်တာတခုံခေါ်သည်အိုးလုံးဝေမတုံမလို့တာအတန်ကို အနေငယ်မြင်၍ထပ်ခေါ်လိုက်သည်အိုးလုံးဝေကတုံနေပါဝေဟဲ့တာကြီးပဇမခေါ်တဲ့နေအတူတားပြစ်သူလက်မောင်းကိုကင်လုံးလိုက်မှဦးလုံးဝေနှုတ်ဖြားဖွင့်လာသည်ဟင်းဆိုသော 노ထအတန်နဲ့မိခင်ဖြစ်သူကိုပြန်ကြည့်လိုက်၏ဒီတော့မှပဲသူ၏မျက်လုံးများမှာပုံမှန်အနေထားအတိုင်းလှုပ်ရှားလာသည်သို့ရှိခဲ့လေသည်မာမီနှခွန်းခွာတောင်မကြောက်အောင်ဘာရီများအတွေးလွန်နေလို့လဲတားရင်မယုံနိုင်လောက်စရာတားရင်ဘဝအတွေ့အစဉ်ကိုပြန်တွေးနေမိလို့ပါမာမီတားဒီနေ့ထားလွပီလေအုံနိုင်ရန်တွေကာထားတဲ့ထောင်ကလွပင်မဲ့အကာရံရှိတဲ့ဘဝအကျဉ်းထောင်မှာ စက်ခံရအောင်ပါပါမမီ။အော်ตาရေကဲဦးခင်မောင်တန်းကိုကျေးဇူးတင်စကားပြောဖို့ตาမေ့နေပြီလား။ဟုတ်ကဲ့မမီ။ဦးလုံးဝေမှာသူထိုင်နေရမှာထားပြီးသူတို့ตาမေ့စကားပြောနေသည်ကိုအနောက်ရှက်မပြေလို့သဖြင့်ပြုံပြုံကြီးရက်ကြီးနေသောဦးခင်မောင်တန်းကန်လာတော့လက်ကိုသူ၏လက်နှက်ဖက်ဖြင့်အာရပါရဆုပ်ကိုင်းပြီးခြေစူးတင်စကားပြောနေစဉ်သူ၏မျက်နှာပေါ်၌အပြုံးရိပ်ကလေးလင်းလက်သွား၏ ဦးခင်မောင်တန်းကိုအထူးပဲကျေးဇူးတင်ရပါတယ်ဗျာခင်ဗျားရဲ့ကျေးဇူးကိုကျွန်တော်ဘယ်လိုနည်းနဲ့ပြန်ဆက်ရမှန်းမသိတော့အောင်ပါပဲကျွန်တော်ထက်ဦးလုံးဝရဲ့မမေကိုပို့ပြီးတော့ကျေးဇူးတင်ရမှာပါကျွန်တော်ထက်အစွမ်းထက်ဦးလုံးဝရဲ့မမေအစွမ်းကအလေးပိုသားပါတယ်လေမမေကမိခင်တယောက်အနေနဲ့ကိုဦးခမောင်တန်းရတော့ကျွန်တော်ကအမှုတွေတယောက်ပေးထားတဲ့တန်ရာတန်ကြီးကို ယူထားတဲ့ဥပဒေသမားတယောက်ပါဦးလုံးဝေကျွန်တော်ပြောတာစေတနာကိုပါ အိုးလုံးဝေးအတိမတ်ပြိုးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဥက္ကမောင်တန်းနဲ့ကျွန်တော်သီးသန့်တွေ့ပြစေအောင်ကျွန်တော်ဒီကြားဝန်ခံစရာရှိပါသေးတယ်။ချိန်မျိုးပဲအိုးလုံးဝေးအိုးလုံးဝေးလည်းထောင်ပြန်မဲ့ကိစ္စရှိနေပါသေးတယ်။နောက်မှတွေ့ကြသေးတာပေါ့။ဥက္ကမောင်တန်းကအိုးလုံးဝေးနဲ့အတူအားလုံးကိုနှုတ်ဆက်၍ရုံခံအတွင်မှလှမ်းထွက်သွားသည်။အောင်းနိုင်သူဤခြေလမ်းမှာသွဲသွဲလဲလဲတရားရုံးပေါ်မှာဆင်းလာကြပြီးထောင်သို့အသွားခီးမှတိုက်တိုက်ဝင်ဝင်ရှိသည်ခါရိုင်းလို အလုံးဝေးတယောက်တည်းပြန်ရသည်မျိုးမဟုတ်မိသားစုများနှင့်အတူယုံတို့လာရောက်နေကြသောဆွေမျိုးမိသင်ကအများပါလိုက်ပါခဲ့ကြ၏ကာငါးစီးနှင့်လူအဖြစ်အလုံးဝေးမှာယုံတို့လာသောကာနေမလိုက်ပါတော့ပင်သူ၏မမီနှင့်အတူဖီးအကာဖြူလေးပေါ်တွင်စီးနေလိုက်ပါခဲ့၏အလုံးဝေးထောင်တည်းဝင်သွားသည့်အချိန်တွင်လိုက်ပါလာသူအလုံးမှာထောင်ပြင်မှာစောင့်နေကြ၏ကြီးမကြီးပေသို့သောတန်မိုးကြီးများဖြင့်အမတ်သားပြုလုပ်ထားသောထောင်တကမာကြီးနှင့် တသားတွေဖောက်ထားသည်အပေါင်ငယ်ကလေးတဲကိုအဝင်ထွက်လို့ရသည်မှာဦးလုံးဝေအတွက်နောက်ဆုံးအကြိမ်ဖြစ်ရပေတော့မည်တကယ်တော့ဒီတကားလေးမှာအဝင်လွယ်သလောက်အထွက်ရခက်ခဲလာသောတကားလေးဖြစ်၏အနီတကားလေးတဲ့သို့ဝင်ရသူများမှာရပိုင်းလပိုင်းအတွင် ပြန်ထွက်ရသူနေပါလာ၏တကားလေးဤဟိုမှာဘက်တွင် အနီဆင်းရဲခြင်းဒုက္ခအစာဆင်းရဲခြင်းဒုက္ခ အိဆင်းရဲခြင်းဒုက္ခကျင်ငယ်ခြင်းကြီးဆွရသည့်ဒုက္ခကအစဒုက္ခပေါင်းစုံရောပွန်တရားလောကငြိယကန်းရှိနေ၏တချို့မှာဒုက္ခပေါင်းစုံကိုရင်းရှိလာများ ခံစားပြီး စိတ်ထောင်းကိုကြည်ဖြင့်ဘဝကိုကြောခိုင်းသွားကြရ၏မိတို့ပင်ဆိုစေခါတစချို့ကိုဝင်ရသည့်တကားပေါက်ကလေးတဲ့သို့ဝင်ရသူများမှာဘယ်သူမှပြုမမိမှုဆိုသလိုကိုကပြုမမိ၍သာဝင်ရောက်ခဲ့ရခြင်းဖြစ်ပေသည် အိုလုံဝေးမှာအခြားသော အချင်းကံများလောက်ထောင်ဤခါသည့်သော အတွေ့အကြုံများကိုတွေ့ကြုံမခံစားစေခဲ့ရမှုထောင်ထဲတွင်ထိုင်နေရစဉ်ဆုံးရှုံးခဲ့ရသောမွေရပါလွတ်လပ်ခွင့်ဆုံးရှုံးမှုများကိုပါ ထိထိမိမိကလေးသဘောမူခဲ့ရ၏ရကူပဲကြည့် လွတ်ဝရမ်းကြီးပါလာတော်မှအစဉ်စဉ်စစ်ဆေးမှုများမှာတိမခန့်နိုင်လောက်အောင်ရှည်လျားထွေပြားလာ၏အစဉ်စဉ်လက်မှတ်ထိုးဖို့ဆောင်ရသည့်အချိန်မှာကြာညောင်းလာ၏ထောင်ထဲသို့ဝင်စားကယူထားသော အမတ်သားကအဆစစ်စစ်ဆက်ဆက်ပြန်လဲစစ်ဆေးခဲ့ကြ၏ဦးလုံးဝေမန်းတည်နေစေကမူအသေးစိတ်နဲ့စစ်ဆေးရသည်မှာ TNE လုံနီထုံစံပင် ထောင်ထဲသို့ဝင်လာသူကိုအလွယ်တကူလက်ခံနိုင်ကြတော့လဲပြန်လည်ထွက်သူကိုမူအလွယ်တကူပြန်ထွက်ခွင့်ပေးဖို့ထုံးစံမရှိပေလုံထုံလုံနီးစီကန်းခြင်းနှင့်အညီအတိန်ဆောင်မရှိလောက်ကြရပေသည်ဤဒီမှာလဲအပြစ်ဆိုစရာမဟုတ်ပေ ထောင်ထဲဝင်လာသူနှင့်ပတ်သက်၍အမာရင်ရှိခဲ့သောအရေးမကြီးထောင်မှထွက်သူအတွေ့အမာရင်ရှိခဲ့သောထောင်ဝင်တန်းတို့ဤထမင်းအိုကြီးဟတ်တက်ွယ်သွားမည်ဖြစ်သောကြောင့်တာဝန်ပိုင်းအရာ လုံသိသည်များကိုစစ်စစ်ဆက်ဆက်အလင်းဟင်းမရှိအောင်လုံခြုံကြရပါသည်။ဒါကြောင့်လည်းအဝင်လွယ်၍အထွက်ခဲ့သည့်နေရာကိုထောင်ဟု ခေါ်တွင်ကြောင်းအဆိုရှိခဲ့လာမသည်။အဝင်တွင် ထောင်တကားအဖွင့်မြန်သလောက်အထွက်တွင်ထောင်တကားအဖွင့်နေတတ်ပါလိမ့်၏။ဥလုံးဝေကထောင်ထဲတွင် သုံးဆွဲခဲ့သောအသုံးဆောင်ပစ္စည်းများကိုဘာတခုမှပြန်မယူတော့ဘဲထောင်ကလိုချင်အထိမ်မဖြင့်ဒါနာမျိုးစိကျဲခဲ့၏။ရုံထွက်စင်ကဝေခဲ့သောအဝတ်တွေကောင်းများကိုပင် အဟောင်းနှင့်လဲဝေ ပေကန်းဝင်ငါပြီးခါစစ်ချိုးခေါင်းငုံဝင်ရသည့်ထောင်တကားပေါက်ကလေးကို နောက်ဆုံးအကျဉ်ခေါင်းငုံချင်းအမတ်ဖြင့်ခေါင်းငုံထွက်ခဲ့၏ထောင်အပြင်မှစောင့်ကြည့်နေသူများမှအသွင်အပြင်ပြောင်း၍ထွက်လာသူအူလုံးဝေကိုကြည့်၍မျက်လုံးများပေကလက်ပေကလက်ဖြစ်ကုန်ကြ၏တရားခွင်ပေါ်တော့ကရှင်နံရောင်ဘန်ကောင်းလုံးကြီး ိုကိုရောင်အပေါ်အင်ဂျင်နှင့်ခန့်ခန့်ညာညာရှိခဲ့သောဦးလုံးဝေးမှထောင်တကားလေးထဲမှခေါင်းငုံ၍ပြန်ထွက်လာသောအခါခြေလုံးကြီးတစ်ပတ်တွင်တွူးချင်နေသောအင်ဂျင်လက်တိုလေးဝင်းရဲသားထွက်လာခဲ့၏ဦးလုံးဝေးထွက်လာသည့်ကိုကားပေါ်မှဆင်း၍အတင်းကြိုရန်ဆောင်နေသူဒေါ်စိန်မမမမူတားပြစ်သူဝစ်စားပုံပြောင်းလဲလာသည်ကိုမှတတိမမူနိုင်တော့ပဲတားပြစ်သူ၏လက်ကိုဆွဲ၍ကားပေါ်တဆေပြီးထောင်ရှိမှအမြန်ဆုံးမောင်းထွက်ခဲ့တော့၏ထောင်သို့အဝင်နှင့် ချောင်းမအထွဲ့ခြားနာချက်မှာဤမြသာလို့ဟုဆိုခဲ့ကြတော့အခန်း26တရကွင်နှင့်အပြန်လန်ခီတာတွင်ထိန်းချုပ်ထားခဲ့သောစကားသံများမှအိမ်ပြန်ရောက်သည့်နှင့်တော်တော်ညံအောင်စီဝေဆူညံသွားခဲ့၏။လိဖြတ်သောတန်းကြောင့်ဘိန်းတဲကလထိုင်းဖြင့်ရွေလျားနေရသောဦးလုံးဝေ၏ဖခင်ကြီးမှတားဖြစ်သူကိုတွေ့တွေ့ကြီးဆူဆိုင်ခြင်းမျက်ရည်များဝေလဲလာ၏။ သူဤလည်းနှစ်ဖက်ဖြင့်တားဖြစ်သူဤလက်များကိုအတန်ကြာအောင်စုံနေချင်းနေ၏ဒယ်ဒီကျမကြီးတော်တော်ကောင်းနေတာပဲတားတင်တာနဲ့တောင်ကောင်းနေသေးတယ်အေးပြုပြင်မှုပေါ်တားရင်ဒါပေမဲ့တရွေ့ရွေ့ပြက်နေတာတော့ဒယ်ဒီတို့တားတော့မမြင်လွယ်ပဲကိုဟုတ်ပါတယ်ဒယ်ဒီတရံမနာပြောင်းလဲဖြစ်ပြက်နေတဲ့ရုပ်ရဲ့အစင်တော့ကိုနန်ကထက်မနာလိုက်နိုင်ရင်မဖြစ်ပြက်တဲ့နေကိုရောက်ပြီပေါ့ဒယ်ဒီရဲ့ ဥပဝေယီမျက်နှာပေါ်တွင်အလွန်အလွန်အံ့ဩရိပ်များထင်ရသွားပြီဒေဒီဝမ်းသာလိုက်တာတာရဲ့တာရှုံးနေရအမျက်ထုတ်နိုင်ခဲ့ပြီကိုတာရုကွဲတာတို့တာတို့ပြင်းပြင်းထန်ထန်ခံစားခဲ့ရသောလျိုဝဲရင်တွင်ဝေဒနာတရမှာအလုံးဝေကိုချောင်းလန်းလို့စွာလျက်ရှိကြ၏ခံစားမှု၏အတိုင်းအတာကိုပြင်းပြပြီးဟူ၍အလွယ်တကူဖြည့်သိမ်းနိုင်ရန်မှာအပေလင်းလွယ်ကူမှာပါ ဦးလုံးဝေကြီးမျက်နှာပြင်ပေါ်တွင်တိတိထင်ထင်ထင်ရင်နေသော ခံစားမှုအရေးစင်ကို သူ၏အပြုံးကခြေဖြတ်ပေးရန်မတန်ဆွမ်းပါလေမိသည်စင်ပေါ်ဆွဲလန်းတက်မှတ်မှုမှာနိနေတီတီမရှိတော့တော့လဲစိတ်အစင်းနေသို့တကြောပြန်ဝင်လာတိုင်းသူ၏နှလုံးသားများမှာနာကျင်ရဆဲပင်ရှိသေး၏တော်စိတ်မမကတားပြစ်သူအတွက်ကာသစ်တစီဝဲပေးခဲ့တော်လဲထိုကောင်မှာကိုတော်တဲ့တွင်သာငြိမ်သက်နေရသည် ။ဦးလုံးဝိတ်မအပြင်ကိုလုံးဝမထွက်။စားချိန်တောက်ချိန်မှပါသူ၏အခန်းထဲမှသာတယောက်တည်းနေခဲ့သည်။တခါတည်းဘာကင်းကြီးနှင့်တရားအကြောင်းပြောဆိုသည်မှာပါအခြားစကားများကို အတက်နိုင်ဆုံးရှောင်နေခဲ့၏။ထောင်မှထွက်လာပြီးနောက်ဦးလုံးဝေ၏အသားရေမှဆိုပြလာသည်။အင်းဒရီမှပို၍တိမ့်သည်တည်ငြိမ်လာသည်။ဖုထုစင်လူသားတယောက်၏အပြောအဆိုများစိတ်တုံးလာသည်။တားပြစ်သူ၏အနေထိုင်ကိုကြည့်၍မချစ်မရဲဖြစ်သူမှာဒေါ်စိန်မမပင်ဖြစ်သည်။ မိသစင်၏အကြောင်းကိုမူဦးလုံးဝေက လုံးဝမင်းမြန်ခြင်းလည်းမပြုနားထောင်ခြင်းလည်းမရှိတော့ပေမိသစင်ကမူလွတ်လပ်မှု အခွင့်အရေးကိုအပြေးဝအသုံးချလျက်နေခြင်းသလိုနေသည်တွားခြင်းသလိုတွားသည် တွဲခြင်းသလိုတွဲသည် သူမ၏ပုံစံမှာလုံးဝမပြောင်းလဲဦးလုံးဝေကိုအရွယ်တိုင်းသည်ထင်ပါ အရင်ကတည်းကပိုဆိုနေသည်ပြောနိုင်သူရှိသေးသလားဆိုသည့်အချို့မျိုးချိုးနေသည် အခုချိန်ထိသူတို့လိမယမှာတရားဝင်ပြဆဲခြင်းမရှိသေးတော့လဲမိသစဉ်လုံးသမျှအပြာခတ်ခံနေရသူမှာဥလုံးဝေးဒီကိစ္စအတွက်ဥနုကြွယ်ခတ်ခံရသလိုတစ်ဖြက်ဖြက်လူမတက်မခံမရဖြစ်နေသူမှာတော်စိန်မမတော်စိန်မမကတားပြစ်သူ၏သဘောထားကိုမေးရပြီးတတိတိတိတ်ခါချခံရသည်ထက်ပြပြတသားလိုရမည်ဟုဆိုခဲ့၏ဥလုံးဝေးကလည်းကောင်းခြင်းလိုက်၏တော်စိန်မမ၏သဘောအတိုင်းလုပ်ဖို့သဘောတူလိုက်သည် ရန်ကုန်ထုတ်တရင်စာများတွင်လင်မယားပြက်စဲကြောင်းတခန်းတနာကြော်ညာများပါလာခဲ့၏မေသစဉ်ကလည်းမကန်ချက်ချင်းတုံ့ပြန်ခဲ့သည်ဝမ်းမြဝမ်းသာလက်ခံပါသည်ဟု၍ဒေါ်စိမမအလုံများရာပြန်ပြီးဦးလုံးဝေထောင်ထဲရောက်နေစဉ်ကာတစီနှင့်ဟိုတီပြေးလွှာလှုပ်ရှားခဲ့သလိုရှစ်ခုလည်းကာတစီနှင့်လှုပ်ရှားခဲ့ရပြန်ပြီးသူတို့သမီးရှာပုံတော်ဖွင့်ခြင်း တာဖြစ်သူမှာ920ရှစ်သွယ်မြတ်တာဤယူရပိုက်တွင်မှုကို အပြည့်အဝခံစားခဲ့ရတော့လေ1500မြတ်တာဤယူရပိုက်တွင်မှုကိုလုံးဝနှီးပါမခံစားရဘူးသည့်အပြင်ကြံတန်းခဲ့မှာတော့မြတ်တာမဲ့လမ်းမပေါ်တွင်လူလူခဲ့ရသည်ကိုယဉ်တုမနာဖြစ်၍မဆုံးရှိနေသည်ဒေါ်စိန်မမမှာသူစိတ်ကြိုက်သူတို့သမီးကို စိန်တို့ပိုက်ပြီးရှာဖွေခဲ့၏စကားတင်ရဖို့အတွက်ရွေရသည်မှာမလွယ်ကူသလို အသက်ရွယ်မယိုမယိန်သူတို့သမီးကိုရှာရသည်မှာပိုရင်းခက်ခဲတာသည်အသက်ရွယ်မယိုမယိန်သူတို့သမီးကိုတွေ့ပြန်တော့လဲကယူကင်ရင်လောက်တတ်ပါမလားဟုပူရပြန်သည်မိတ္တကိုပေးနိုင်သည်ထောင်းအောင်ယူရပိုက်တွဲမှုကိုပေးနိုင်ပါမလားဆိုသည်ကိုလည်းစဉ်းစားကန်ဖွင့်ရပြန်သည်ဒီကြားတဲ့တားဖြစ်သူကိုလည်းနာချာရပြန်သေးသည်ဒီအကြောင်းပြောလာတိုင်းဦးလုံးဝေက အပြုံးနှင်းတုံပြန်နေသည်မမီးကတားအတွက်အသက်နဲ့မလိုက်အောင်ပေးမလို့လာပါပြီသားနှစ်ခါမိုက်မမိုက်ပြစေနဲ့တော့ အပိုဒုက္ခတွေမရှာပါနဲ့တော့လားမမီးရဲ့တားချိုက်ကိုမမီးတို့ကလည်းရုတ်ခဲ့ပြီးပြီဒီတစ်ချိန်တော့မမီးတို့အချိုက်ကိုတားတုံ့ပြန်အောင်မှာပေါ့တားရဲ့လောဘဒေါသမောဟတဏမာနသက္ကာယဒိဋ္ဌိထုတ်လျှောက်တိုင်းများတွေနဲ့စောက်ခဲ့ရတဲ့အိမ်ဟာထာဝရခိုင်မြဲတယ်လို့မရှိနိုင်ပါဘူးမမီးရဲ့ဒါဖြင့်တားကျွန်တော်အေးစစပဲနေပြစီလားမမီဒီလိုတော့မဖြစ်ဘူးတာတားတယောက်တဲ့အခန်းထဲအောင်နေယူသွားလိုက်မယ် ဒါဖြင့်တားလို့ချင်တာရောမာမီခွင့်ပြုမလားတားလို့ချင်တာကိုပြောအောင်ပါပေါ့ကဲမာမီပါလားဒယ်ရီရှိမှာတားဆန္ဒကိုပြောပြမယ်ဥပဝေမှာသူအတွက်အတူတည်တံပြုလုပ်ထားသည့်ပလက်ကလက်ထိုင်းပေါ်၌တရားစာအုပ်နှင့်မျက်နှာအန်အီဥပဝေ၏အရှိတွင်တားမိညထိုင်းမိကြသည်နိတားမိညအကြောင်းထူပြီးခြင်းနဲ့ကဲစိုးစမ်း ဒေါ်စိန်မမကတားပြစ်သူအတွေ့သူမ၏စီစဉ်များကို ပြောပြီးအဖေကြီးစစ်ကူပါတောင်းခံလိုက်၏။ကဲတားတဘောရောဦးလုံးဝေက သူ၏ဆန္ဒကိုကြောင်ကျိုးပြည့်စုံစွာဖြည်းဖြည်းလေးလေးပြောပြခဲ့ရာဒေါ်စိန်မမမှ သူ၏လက်နက်ဖက်ကိုရင်ဘတ်ပေါ်တင်ပြီးအထိတ်တလန့်အမူအရာနှင့်နားတောင်ရင်းခေါင်းတရံရံလုံနေခဲ့၏။ ဥပဝေမမေတ္တာထွေးပိုင်းမှုအခြေနှင့်တားဖြစ်သူကိုစူးစူးဆိုင်ဆိုင်နေခြင်းဤဥပဝေနှုတ်ခမ်းလောဘတွင်အပြုံရင်များမကြကနာဖြတ်တန်းသွားလျက်ရှိခြင်းဤဘယ်နဲ့လဲအဖေကြီးကျမကတော့ဘယ်နည်းနဲ့မှခွင့်မပြုနိုင်ဘူးအေးတားဆန္နာကိုဖေဖေဘာမှကန့်ကွက်စရာမရှိဘူးဖေဖေသဘောတူတယ်တားလုံနေတာတွေကိုလည်းဖေဖေသိတယ်ဒါပေမဲ့တားရဲ့မမီသဘောတူအောင်တော့တားစူးစမ်းရလိမ့်မယ် ။ဒါအတွက်မင်းမမီစိတ်အနှောက်အယှက်ဖြစ်မယ်ဆိုရင်တော့ဖေဖေကန့်ကွက်ရလိမ့်မယ်။ဟုတ်ကဲ့ကျွန်တော်စူးစမ်းပါမယ်။ကျမကတော့သဘောမတူနိုင်ဘူး။အဖေကြီးရဲ့အဆုံးဖြတ်ကလည်းမပြတ်သားဘူး။အင်းလေမင်းတို့သားမီသဘောတူညီများမှသဘောတူပါမယ်။ကိုပြောခဲ့ပြီပဲ။ဒီတော့ဒီကိစ္စကိုကောင်းရေးထားပြီးပြန်စင်စားကြပါ့။တစ်ဖက်သက်အမြင်အတွေးမပိုင်းမင်းတို့သားမီပြေလည်ကြမှာပါ။ ်ပထမတော့ဒေါ်စိန်မမမခါခါတီးတီးခါခါရန်ရန်ဖြစ်နေသည်ဦးလုံးဝေမမိခင်ကြီးကိုစိတ်ရှည်လက်ရှည်ဖြောင်းပြနာကြခဲ့အာဤအချိုးချောင်းပြတရားများကိုမိခင်ကြီးနားရဲသူစိတ်ဝင်အောင်ချိုးပန်းကြရ၏သူဤတွေးကြုံခံစားချက်များကိုပမာတင်၍မိခင်ကြီးဤသဘောတူညီမှုရအောင်စူးစမ်းကြရ၏သုံးလနှင့်နှစ်ရမြောင်နေ့တွင် မိခင်ကြီးသဘောတူညီချက်ကိုရယူနိုင်ခဲ့ရာခုနှစ်နှစ်နီးပါး ြင်ပသို့လုံးဝမထွက်ဘဲဘိန်းတက်ကလထိုင်းနှင့်လှုပ်ရှားနေကြရသောဥပဝေမှာထိုနေတွင်မူဘိန်းတက်ကလထိုင်းအကူကြီးမပါဘဲပထမဆုံးအကြိမ်ဖြင့်ပြင်ပသို့ထွက်နိုင်ခဲ့ပေသည်စိန်ဖန်ဖန်ဥပီနှင့်ဝါဝင်းသောသင်္ကန်းတို့မှဖြူသောအသားရင်နှင့် လိုက်ဖက်တင့်မောပွဲရှိပြီးဥပစဉ်ဥဝိမလာစာရာ၏မျက်လုံးများမှာတန်ဆင်ကြည်လင်နေသည် မျက်လွန်အားတလန်းသို့ ကြည်နေသောစက်ခုံဒရီမှာတည်ငြိမ်နေသည် နီကုံသတင်းစာထဲမှသတင်းတပုတ်ယနေ့ည7:00နာရီကန်တွင်အင်လျာဂါရန်အကွက်ရှိတပင်ကြီးအားအရှင်ကုံဝင်တိုက်ခဲ့သော ကာဗွန်၌ပါလာသူအမျိုးသမီးမှာထိုနေရာတွင်ပင်ပွဲချင်းပြီးတည်ဆုံ၍ကာမောင်သောအမျိုးသားကိုမူပြင်းထန်သောတန်ရာများကြောင့်ဆေးရုံကြီးတွင် အတွင်လူနာဖြင့်ကုသထားရာကြောင့်ထိုအမျိုးသမီးမှာတော်မေသစင် ုတ်ကဲ့ပါရှင်။စာရေးဆရာဆရာကြီးကျော်မြတ်န်းရေးသားထားသော ထောင်သို့အဝင်ထောင်မအထွက်ဝိဓုစာအုပ်လေးကိုစသိမ်းမအင်းနေဖြင့်အဆုံးတရားညဝေဖပြပေးသွားခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်ဆင်ပြီးခဲ့ကြတဲ့နှွေဦးမိသားစုဝင်ဒုတိယခြင်းစီတိုင်းကိုလည်းကျေးဇူးအထူးအထူးပဲတင်ရှိပါရနော်။လူမိသားစုများ အားလုံးလည်းဘေးရန်တွေအပေါင်းမှကင်းဝေးကြသည့်ကိုစိတ်နှပြ 怎么教娃自信？J ema, J awa, J